င်္ဂလာပါ football preview channel ကနေပြန်လည်ပြီးတော့အကျိုးဆုံးပါတယ်ဒီနေ့ကတနင်္ဂနွေနေ့ပေါ့နော်ဒီနေ့ညမှာဆိုလို့ရှိရင်လည်းကစားမဲ့ကဘာဖလားခြေစပွဲစဉ်ဥရောပဆုံပွဲစဉ်တွေကစားဖို့ကြံနေတယ်ပေါ့နော်အဲ့တော့ဒီနေ့ကစားတော့ရှိရဲ့ဥရောပဆုံပွဲစဉ်တွေတည်းကနေပြီးတော့မှတပွဲကိုဒီနေ့မှာရွေးထုတ်ပြီးတော့သုံးသပ်ပေးပါပေါ့နော်အဲ့တော့တခြားသောလက်ကျန်ပွဲစဉ်တွေရဲ့သုံးသပ်ချက်တွေတစ်တည်းပြီးတော့တခြားသောမောင်းတွေပေါ့နော်ဒါတွေကလုံးဆိုလို့ရှိရင်ကျွန်တော်ရဲ့ Viber နဲ့ Telegram channel တွေမှာတင်ပေးရပေါ့နော်အဲ့တော့ Viber channel link ရော Telegram channel link ရောဒီ video အောက်က comment မှာ pin comment အနေနဲ့ထောက်ပေးတာပေါ့နော် join ထားနိုင်တယ်ပေါ့အဲ့တော့ဒီနေ့သုံးသပ်ဖို့ရွေးချယ်ပေးတဲ့ ပွဲစဉ်ကကျတော့ဒီနေ့ည7:00နာရီဘက်မှာကစားမယ်အေဗီနီးယားနဲ့အင်္ဂလန်တို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့တော့အေဗီနီးယားလက်ရှိပေါင်ချေကျွန်တော်ပြန်ကြည့်အင်္ဂလန်က2ဂိုးသွင်း55ပြားရှုံးမယ်ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်2ဂိုးသွင်း85ပြားရှုံးမယ်ပေါ့နော်အဲ့တော့ဒီအင်္ဂလန်နဲ့အေဗီနီးယားပေါ့နော်ဒီနှစ်တင်းကတော့ဒါလက်ရှိမှာဆိုလို့ရှိရင်ဒါအုတ်စုကရဲ့အဆင့်1နဲ့2နေရာမှာရှိနေတဲ့အတင်းတွေဖြစ်တယ်ပေါ့နော်အင်္ဂလန်ကတော့လက်ရှိဒီ9ပွဲကစားပြီးတဲ့အချိန်မှာဒီသူတို့တင်က9ပွဲလုံးနိုင်တယ်ရှားဂိုးအနေနဲ့ဆိုလို့ရှိရင်ဂိုး20တွေရတယ်ပေးဂိုးလုံးကမပေးရသေးပဲနဲ့လက်ရှိအုတ်စုကရဲ့အုတ်စုဖိုးနေရာနဲ့အင်္ဂလန်ကကပါ ရာစီကိုတိုက်ရင်ဝင်ဝင်ရသွားပြီဖြစ်တယ်ဗောနော်တစ်ဖက်ကအေဗနီယာအတင်းကကျတော့လက်ရှိအုပ်စု K ရဲ့အုပ်စုဒုတိယနေရာမှာရှိနေတယ်ဗောနော်ပြီးတော့သူတို့အတင်းကလက်ရှိ9ပွဲကစားပြီးအချိန်မှာ၄ပွဲနိုင်တယ်9ပွဲတည်ကြတယ်2ပွဲချုပ်နေဗောနော်လက်ရှိရမှတ်14မှတ်နဲ့သူတို့အတင်းကလည်းပဲကော်ဖလာပလေးအိုသူတို့အတင်းကဒီနောက်ထပ်ဝင်ဝင်ရသွားပြီဖြစ်တယ်ဗောနော်အဲ့တော့ဒီအေဗနီယာအတင်းကိုကျွန်တော်ပြန်ကြည့်လို့ရှင်တယ်သူတို့အတင်းက ဒီတမိုင်းတစ်ချောင်းမှာဆိုလို့ရှိရင်တို့အင်းရဲ့တမိုင်းတစ်ချောင်းတစ်ကြိမ်တစ်ခါမှကဘာပလားစီကိုဝင်ဝင်မရဘူးလေဘောနော်ဒီတစ်ကြိမ်မှာသာပလေးအော်မှာအနိုင်ကစားပြီးတော့ကဘာပလားစီကိုဝင်ဝင်ရခဲ့မယ်ဆိုလို့ရှိရင်ဒါတို့အင်းရဲ့တမိုင်းတစ်ချောင်းပထမဆုံးအချိန်ဝင်ကစားရတဲ့ကဘာပလားပြိုင်ဝင်ဖြစ်သွားမှာဖြစ်တယ်ဘောနော်ပြီးတော့အေဗီနီးယားကဒီနှစ်မှာဆိုလို့ရှိရင်တော်တော်လေးကောင်းလာတယ်ဘောနော်တို့လက်ရှိကစားခဲ့တဲ့ကဘာပလားခြေခြေစပွဲစဉ်တွေရဲ့ဒီအိမ်ဝင်သုံးပွဲမှာဆိုလို့ရှိရင်သုံးပွဲလုံးတို့အင်းကမရှော့အောင်ကစားနိုင်ခဲ့တာအတွေ့ရတယ်ဒါပေမဲ့လို့ဒီနေ့တို့တွေ့ရမယ့်တစ်ဖက်ကအင်္ဂလန်နဲ့ရင်ဆိုင်မဲ့ပွဲရလေဒီပွဲကတို့အတွက်ဆိုလို့ရှိရင်တော်တော်လေးခက် ဲစေနိုင်မှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီတစ်ဖက်ကအင်္ဂလန်ကိုကျွန်တော်ပြန်ကြည့်ရင်လက်ရှိဘာဘလားခြေစပွဲစဉ်နေရဲ့အဖွင့်ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်အဖွင့်ပွဲစဉ်၄ပွဲမှာအင်္ဂလန်က၄ပွဲလုံးကြီးမအောင်ခဲ့ဘူးပေါ့နော်ဒါပေမဲ့လို့နောက်ဆုံးကစားခဲ့တဲ့၃ပွဲမှာဆိုလို့ရှိရင်၃ပွဲစရအင်္ဂလန်ကပြန်ပြီးတော့ကြီးအောင်ခဲ့တော့တွေ့ရလိမ့်မယ်ပေါ့နော်ပြောမှဆိုလို့ရှိရင်ဒီပွဲမှာအင်္ဂလန်ကဒီနိုင်ဖို့မလိုတော့ဘူးပေါ့နော်သူတို့ကကြတော့လေရှားမဲ့လုံးဝမလိုတော့ဘူးဒါပေမဲ့လို့ဒါအသင်းကြီးအသင်းရဲ့ဂုဏ်သိက္ခာအရာဆိုလို့ရှိရင်တော့ဒီပွဲမှာအင်္ဂလန်က အဲဝင်းနီရောက်အနိုင်ကစားဖို့လိုတယ်ပေါ့နော်ပြီးတော့ဒီအင်္ဂလန်ကိုယ်တိုင်ကလည်းလက်ရှိသူတို့ရဲ့ခံစစ်ကပေးကိုလုံးဝမပေးထားသေးဘူးအဲ့တော့ဒီပွဲမှာလည်းသူတို့ရဲ့ပေးကိုမပေးရသေးတဲ့ဆန်ညင်တခုဆက်ပြီးတော့ထိန်းသိမ်းမှုတော့ဆိုလို့ရှိရင်လည်းတော်မတ်တူချက်ကစဉ်းစားထားလိမ့်မယ်လို့ထင်တယ်ပေါ့နော်အဲ့တော့ဒီတစ်ဖက်ကအဲဝင်းနီရောက်ပေါ့နော်အဲဝင်းနီရောက်ကတော့ဒီပွဲရဲ့အင်ရှင် ပြီးတော့အဘေးနီးယားကပြောမှုဆိုလို့ရှိရင်သူတို့ရဲ့အင်ကွင်းမှာကစားတဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်တစ်ဖက်ကဒီပြိုင်ဘက်တီဦးဆိုလို့ရှိရင်သူတို့အသင်းကတော်လေးဖိအားပေးပြီးကစားတတ်ထားနိုင်တယ်ပေါ့နော်ပြီးတော့သူတို့အသင်းရဲ့လက်ရှိကဘာဖလားဝင်ဝင်လမ်းကြောင်းမှာရှိနေတဲ့အချက်ကလည်းဒီပွဲမှာသူတို့ရဲ့ပရိသတ်တွေကိုငကောကထပ်ပို့ပြီးတော့ဖိအားပေးပြီးတော့ပြိုင်ဘက်ကိုပို့ပြီးတော့ကစားလာနိုင်တယ်ပြီးတော့အဘေးနီးယားကဒီလက်ရှိသူတို့ကစားခဲ့တဲ့ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်ရင်သူတို့က ကောင်တာလေးဒီဆက်ပြီးတွေကစားပုံတွေမှာတော်တော်လေးကောင်းတယ်ဘာလို့ဖေးသူတို့ပြီးတော့သူတို့လက်ရှိမှာရခဲ့တဲ့အတွင်းကိုလေးကိုကျွန်တော်ပြန်ကြည့်လို့ရှင်လဲကောင်တာလေးဆက်ပြီးတွေကနေရခဲ့တဲ့အတွင်းကိုလေးကများတယ်ဗောနော်အဲ့တော့ဒီပွဲရဲ့ဒီလက်ရှိပေါင်ကြီးကိုကျွန်တော်ပြန်ကြည့်ရင်အင်္ဂလန်ကတကူးသွင်း55ပြားရှုံးမယ်ဆိုတော့ကြည့်ဗောနော်အဲ့တော့ဒီပွဲရဲ့ဒီမူလဒီစပြီးထွက်ခဲ့တဲ့တဲကြီးကိုကျွန်တော်ပြန်ကြည့်မူလစထွက်ခဲ့တဲ့အချိန်ကအင်္ဂလန်ကဒီပွဲမှာ ဒီပြောမှာဆိုလို့ရှိရင်တလုံးအပြည့်ရှုံဆိုတဲ့ဂျီနဲ့ထွက်ခဲ့တာဖြစ်တယ်ဗျာ။လက်ရှိမှာတော့တလုံးအပြည့်ရှုံကနေပြီးတော့တလုံး90ရှုံထိဂျီဂျီကရော့လာခဲ့တယ်။ပြီးတော့အင်္ဂလန်ကိုယ်တိုင်ကဒါပြောမှာဆိုလို့ရှိရင်တစ်ဖက်ကဒီ defender 9ယောက်နဲ့ဒီခင်းကျင်းလာတဲ့ဒီပြိုင်ဘက်နဲ့တွေးတွေးဆောင်ခဲ့တဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်အင်္ဂလန်ရဲ့တိုက်စစ်ကကိုးရဖို့အတွက်ဆိုလို့ရှိရင်တော်တော်လေးကိုရုန်းကန်တာတွေ့ရလိမ့်မယ်ဗျာ။ပြီးတော့ဒီအင်္ဂလန်ရဲ့နီပြတော်မတ်တူချဲ့ဗျာ။ပြောမှာဆိုလို့ရှိရင်အင်္ဂလန်ကဒီပွဲမှာသူတို့အသင်းက ရှားမန်လုံးဝမလိုတော့ဘူးဂုံတိခပိုင်းရတော့သူတို့အေဘီနီယောက်အနိုင်ကစားဖို့လိုပေမဲ့ရှားမန်မလိုတော့တဲ့ပွဲမှာဒါနီးပြတောမတူချေကိုတိုင်းကလေဒီပွဲမှာသူတို့အသင်းက risk ယူပြီးတော့ဒီအနိုင်အသေးတန်အနိုင်ရဖို့စူးစမ်းလိုက်မယ်လို့မထင်ဘူးနော်ပြီးတော့အင်္ဂလန်ရဲ့ဒါလက်ရှိလူစင်းမှာပါဝင်နေတဲ့ player တွေတော်တော်များများပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒီ player တွေအကုန်လုံးကဒါသူတို့ရဲ့တက်ဆိုင်ရာကလပ်အသင်းတွေထဲမှာဆိုလို့ရှိရင်ဒီအဓိကပါဝင်ကစားနေရတဲ့ key player ဖြစ်တယ်ဗောနော်အဲ့တော့ဒီပွဲမှာအင်္ဂလန်ရဲ့နီးပြတောမတူချေကိုတိုင်းက ဒီကစားသမားတွေကိုဒီ risk ယူပြီးတော့ဒီပွဲမှာဒီပွဲထွက်ပြီးတော့ကစားခိုင်းခဲ့မှာဆိုလို့ရှိရင်ဒါတကယ်လို့ဒါဒီကစားသမားတွေဒါဒဏ်ရာပြဿနာရှိခဲ့မှာဆိုလို့ရှိရင်ဒီနောက်တစ်ပတ်သူတို့ရဲ့တွက်ဆိုင်ရာ club အသင်းနေစီကိုပြန်ပြီးသွားကစားရဲ့အချိန်ကြာလို့ရှိရင်ဒဏ်ရာပြဿနာကြီးပါသွားလိမ့်မှာဟိုဒီအင်္ဂလန်ရဲ့နေပြတော်မတ်တူချက်ကိုယ်တိုင်ရလေထဲတွင်းစင်ရစဉ်းစားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဗောနော်အဲ့တော့ဒီပွဲမှာအင်္ဂလန်အနေနဲ့သူ့ရဲ့ကစားသမားတွေကို risk ယူပြီးတော့ထုတ်သုံးလိမ့်မယ်လို့မထင်ဘူးဒီပွဲချိန် PP ဝါမရသေးတဲ့ player အများစုဒါဒီပွဲမှာအင်္ဂလန်အနေနဲ့ ထည့်သွင်းအသုံးပြုလာလိမ့်မယ်ကျွန်တော်ထင်တယ်ပေါ့နော်ပြီးတော့သူတို့ရဲ့လူစင်းကိုလည်းဒီပွဲမှာအလဲပြောင်းလောက်လာလိမ့်မယ်ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ဒီပြောမှဆိုလို့ရှိရင်လက်ရှိပေါ့ကြီးအရာဆိုလို့ရှိရင်လည်းဒီပွဲကအင်္ဂလန်ဘက်မှာနေချင်စရာတော်တော်ကောင်းတယ်ပေါ့နော်အင်္ဂလန်တကူးသွင်း55ပြားရှုံးမယ်ဆိုတော့ဂျီတကူကအင်္ဂလန်ဝမ်းစီးနဲ့နိုင်ခဲ့ရင်တော့တပွဲပဲရှုံးမယ်ဂျီတကူမှာအင်္ဂလန်ဘက်မှာနေချင်စရာကောင်းတဲ့တန်နေဂျီတကူဖြစ်မယ်လို့ထင်တယ်ဒါပေမဲ့လို့ဒီအင်ရှင်ပြတဲ့အေဗီနီယာကိုယ်တိုင်ကလည်းအင်ပွဲမှာဆိုလို့ရှိရင်ကစားဖို့ကောင်းတယ်ဒီပွဲမှာအနည်းဆုံးတော့အင်္ဂလန်ကိုသူတို့အသင်းကိုယ်တိုင်ကဂိုးမပေးအောင်ကစားလိမ့်မယ်အနည်းဆုံးရှုံးခဲ့ရင်တော့ သူတို့ဂိုးပြက်ရှုံးကျင်လိမ့်မယ်လို့တော့မထင်ဘူးပေါ့နော်အဲ့တော့ဒီပွဲမှာအေဗီနီယာအကောင်းဆုံးကြိုးစားတော့ကစားသွားလိမ့်မယ်ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ဒီပွဲစဉ်အတွက်ဆိုလို့ရှင်တော့အေဗီနီယာအသင်းကိုရွေးချယ်ပေးခြင်းတယ်ပေါ့